ာသနာပြုလုပ်ငန်းတွေဆောင်ရွက်ရင်းမြတ်တာစာအပါဝင်ဒီပဏိပေါင်းများစွာရေးသားခဲ့ပြီးမြန်မာနိုင်ငံရဲ့ပထမဆုံးစာပေပါရဂူပွဲချီးမြှင့်ခြင်းခံရသူလယ်ရီဆရာတော်ကြီးအကြောင်းပဲဖြစ်ပါတယ်လယ်ရီဆီယာတော်လောင်းလျာကို1846ခုနှစ်ဒီဇင်ဘာလ1ရက်နေ့မှာ စကိုင်းတိုင်းဒီပဲရင်မျိုးနဲ့စိုင်းပြင်းရွာမှာမွေးဖွားခဲ့ပါတယ်။ဖွားမြင်ပြီးမကြာမီမှာပဲနေအိမ်ခြံဝင်းအတွင်တက်တန့်ထွက်ပေါ်လာခဲ့ပြီးဖွားမြင်ရအိမ်ကိုလက်ရရည်လှည့်ပတ်ပြီးနောက်အိမ်ကောင်အထက်ကောင်းငင်ကို ထိုးတက်သွားပါတယ်။အဲ့ဒီအဖြစ်အပျက်ကိုလူအများမြင်တွေ့လိုက်ရပြီးထူးခြားလာတဲ့မင်္ဂလာနမိတ်ထူးကိုအစွဲပြုလို့လေဒီဆရာတော်လောင်းလျာကိုမောင်တက်ခေါင်းလို့အမည်ပေးခဲ့ပါတယ်။ မောင်တက်ခေါင်ဆက်နှစ်သားရွယ်မှာစိုင်းပြင်းရွာကျောင်းဆရာတော်အရှင်နန္ဒထံပြင်ညာတင်ကြားခဲ့ပါတယ်။အသက်15နှစ်အရွယ်မှာ ရှင်တာမဏေပြုခဲ့ပြီးဘွဲ့အမိကရှင်ညာနာတစဖြစ်ပါတယ်။ရှင်တာမဏေဘဝနဲ့နေဝါညဝါစာလိုက်ခဲ့တယ်လို့လင်ကမဟောဇတ်ထုံနဲ့မဟောကျေးစီခံယတုရှင်လောင်းလှဲ့ရှိုးလိုက်ယတုတရာကျန်းငယ်တွေကိုရှင်းသားခဲ့ပါတယ်။ယဟန်အဖြစ်ရောက်ပြီးတဲ့နောက် မန္တလေးမြို့မြောက်ပြင်ရပ်မှာရှိတဲ့မင်္ဂလာဆန်ကျောင်းတိုင်မှာပညာသင်ကြားဖို့ကြွားရောက်တော်မူပါတယ်။ယဟန်သိခါရှစ်ဝါအရာမှာတော့ဆန်ကျောင်းတိုင်ရဲ့ပထမစာချဖြစ်လာခဲ့ပါတယ်။ယဟန်၁၄ဝါအရာမှာဆန်ကျောင်းဆရာတော်ဘုရားကြီးရဲ့အမေးပု္ပ္ပစာ၂၀ကို ပြန်လည်ဖြည့်ဆိုတော်မူပါတယ်။လေဒီဆရာတော်ပြန်လည်ဖြည့်ချမှုတွေကိုပါရမီဒီပနီကျမ်းအဖြစ်ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ရှင်ညာနာတစားတယောက် ယဟန်တဝါကနေ16ဝါအထိ16နှစ်တိုင်တိုင်စံကျောင်းတိုင်းမှာတည်င်းသုံးနေထိုင်ပြီးဒုတိယစံကျောင်းဆရာတော်ထံမှဗုဒ္ဓစာပေပညာတွေကို လေ့လာသင်ကြားခဲ့ပါတယ်။စံကျောင်းတော်မှာတည်င်းသုံးနေစဉ်ရွှေပြည်ဝန်ခေါ်ရောမင်းကြီးဥဖိုးလှိုင်ထံကြွရောက်ပြီးပိတကက်တော်ယူစားပုံမြမစာရေးနီးရေးဟန်တွေကို နီးခံခဲ့ပါတယ်။ရောအတွင်းဝင်ဥဖိုးလှိုင်ကကထာဝိတု အထကထာကိုနိုင်နေအောင်သင်ကြားရမယ်လို့ဤပေးညွှန်ကြားပါတယ်။ယောတွင်ဝင်ဤပေးညွှန်ကြားတဲ့အတိုင်းကထာဝိထုအထကထာကိုလေ့လာလိုက်စားတဲ့အတွက်မင်းတို့မင်းလက်ထပ်ပြုလုပ်တဲ့ပြင်စမသင်္ဃာယနာတင်ပွဲမှာကထာဝိထုပါဠိတော်ကိုပြန်ဆိုပေးနိုင်ခဲ့ပါတယ်။မြန်မာတနိုင်ငံလုံးကိုဗြိတိရှားတို့သိမ်းပိုက်ပြီးနောက်မှာတော့မုံရွာမြို့အနီးလေဒီတောဦးကြီးအတွင်ចောင်းတိုက်တီထောင်က ယဟန်တာမဏေတွေကိုစပေတင် जा ပို့ချခဲ့ပြီးအဲဒီနောက်မှာတော့လေဒီဆရာတော်အမည်နဲ့ထင်ရှားလာခဲ့ပါတယ်။လေဒီဆရာတော်တယောက်အဘိဓမ္မာဆိုင်ရာဒီကကျမ်းအများပြားကိုရေးသားခဲ့တယ်လို့တရားဆိုင်ရာကျမ်းတွေကိုလည်းပြုစုတော်မူပါတယ်။နိုင်ငံသားသာသနာပြုအသင်းကြီးကို ကိုရိုင်းကြီးမှုဖွဲ့စည်းတည်ထောင်ခဲ့ပြီးပါဠိအဘိဓမ္မာကျမ်းကြီးထွက်ပေါ်လာအောင်လဲစီမံဆောင်ရွက်တော်မူပါတယ်။1920ခုနှစ် နိုဝင်ဘာလ28ရက်နေ့မှာကျင်းပပြုလုပ်တဲ့ရန်ကုန်တက္ကသိုလ်ပထမအကြိမ်ဖွဲ့နှင်းသဘင်အခမ်းအနားမှာလေဒီဆီယာရော်ဖျားကြီးကိုဗြိတိရှအစိုးရကစာပေခုံနှူးဆောင်ပါရဂူခွဲဆက်ကတ်တော်မူပါတယ်။မြမစာပေတမိုင်းမှာဒီပနီချန်း၊ကပြာ၊မြတ္တာစာ၊စုံမစာအမျိုးမျိုးရေးသားပြုစုခဲ့တဲ့လေဒီဆီယာရော်ဖျားကြီးရဲ့လက်ရာတွေထဲမှာဒါယကာဒါယကာမာရုရှောက်ထားချက်အရာရေးသားခဲ့တဲ့နွားမြတ္တာစာက ထူးခြားထင်ရှားလာပါတယ်။ဆရာတော်ရေးသားစဉ်အချိန်ကမြန်မာနိုင်ငံရဲ့လေယာဉ်စိုက်ပျိုးရေးလုပ်ငန်းတွေမှာနှွားကိုအဓိကထားအသုံးပြုနေကြတဲ့အတွက်မြန်မာပြည်သူလူထုတရက်လုံးရဲ့အသက်သခင်များအဖြစ်သတ်မှတ်ထားကြခြင်းဖြစ်ပါတယ်။ဘုဒ္ဓလင်ဒီပယ်ရင်အစရှိရဲ့ဒေတာတွေမှာသတင်းစလာပြင်းနေရောက်ခဲ့ရင်တနှစ်တာလုံးမနာမနေခိုင်းစေခဲ့တဲ့နှွားရဲ့အနီမှာစီမီထွန်းညှိပေးပြီးအမောင်နှွား ဖျားကိုအာယုံပြု၍ဤစီမီဖြင့်ပူဇော်ပါမိုးရင်းခါကအမောင်နွားကိုရှိုက်မိငေါ့မိသည်များကိုလည်းတီးခံပါအပြစ်မယူပါနှင်းလို့တောင်းပန်တဲ့အလေးအထားရှိခဲ့ခြင်းဖြစ်ပါတယ်မင်းတို့မင်းစီလက်ထက်ကလည်းနွားကိုတတ်ဖို့မဆိုထားပြီးနွားသားကိုတဲဆောင်ယူသွင်းခြင်းမပြုရသလိုနွားတတ်မှုအတွက်ထောင်တန်းကျိုးတန်းကျိန်တန်းငွေတန်းတွေလည်းချမှတ်လေးရှိပါတယ် ဆရာတော်ဘုရားကြီးကိုရိုင်းကကျွဲနွားတွေကိုတက်ဖြတ်စားတော့ခြင်းမပြုထားလို့ခံယူသလိုကိုရိုင်းလည်းနွားသားကိုရှောင်ကျဉ်တော်မူပါတယ်။တပည့်တပန်ယဟန်တန်ဃာတွေအများပြည်သူတို့ကိုလည်းနွားသားရှောင်ကျဉ်နိုင်မှုနွားမြတ်တာစာရှိတာလှုပ်ဆောင်ခဲ့ပါတယ်။ဆရာတော်ရေးသားတဲ့နွားမြတ်တာစာမှာတို့အသားတို့အသေးတို့အစီရွှဲရွှဲကိုထမင်းပွဲအလဲအနစ်နာတဲပြီးလျင်ရေကာနှင့်ပြုံးကား အရသာခံစား၍လင်မယားတတွေမြုံကြသည့်အနေမှာမြဲနိုင်ပေသူတို့ကိုမြို့ရက်ပေသူကရင်ဒို့လောက်သည့်ထမင်းကိုဒို့ဟင်းလျာအသားနှင့်စားကြသည့်ဖြစ်နေကိုဒို့အသေးနာလိုက်ကဲလို့ရေတာဆက်ဆူတော်မူပါတယ်။ဆရာတော်ကြီးရေးသားတဲ့နောမြတ်တာစာဟာထီရောက်ပြန့်နှံ့မှုရှိခဲ့ပြီးတချို့တွေကနှုံငုံဆောင်အလွတ်ကျက်လို့တစင်တစင်ဟောပြောကြတယ်လို့ တချို့ကလည်းလက်ကန်းစာရွက်လေးတွေအိတ်ဆောင်အရွယ်စာအုပ်ငယ်လေးတွေရှိုင်းနှိပ်ဖြန့်ဝေကြပါတယ်။လက်ရှိအချိန်ထိလည်းနွားမြတာစာနဲ့ပတ်သက်လို့ဓမ္မဒါနအေးသာထုတ်ဝေမှုတွေရှိနေစေဖြစ်ပါတယ်။လယ်ရီဆရာတော်ဘုရားကြီးတရားစာပေပို့ချခြင်းကျမ်းဂန်ပေါင်းများစွာရေးသားခြင်းကမ္မထံတရားအားထုတ်ခြင်းတရားဟောခြင်းအစရှိတဲ့သာသနာပြုလုပ်ငန်းတွေကိုလုပ်ကိုင်ရင်းနဲ့တတ်တော်83နှစ်မှာမျက်စိကွယ်ခဲ့ပါတယ်။ တက်တော်86နှစ်ဝါရော59ဝအရောက်1923ခုနှစ်ဇွန်လ28ရက်နေ့မှာပြင်မနာမြို့လဲရီစံကျောင်းမှာပြန်လည်တော်မူခဲ့ပါတယ်ရှင်။ ီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘူတ္တရဖြစ်ပေါ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel YouTube channel နဲ့ Facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်။ဗီဒီယိုအတစ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာ။ဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ဇလန်းမှတင်ဆက်တယ်